အလုံးအလုံးပဲမင်္ဂလာပါကျွန်တော်ကိုချိုတီဗီဝိုင်း channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးမယ့်ကြောင်းရာကြတော့ Redmi ဖုန်းတွေမှာသူသဖြင့် entry level Redmi ဖုန်းတွေမှာကျွန်တော်တို့ file တွေဖွင့်လို့ရှိရင်ကြီးညာတွေတက်လာပါတယ်အဲ့ဒီကြီးညာတွေကိုကျွန်တော်ဒီနေ့ဘယ်လိုပေးရမလဲဆိုတာကိုကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဥပမာအားဖြင့်ကျွန်တော် themes ကိုဝင်ကြည့်မယ်ဆိုလို့ရှိရင် ဒီလိုမျိုးကြီးညာတက်လာပါတယ်ကြီးညာအောက်မှာ scape lane နှိပ်ပြီးမှ theme ထည့်ရောက်ပါတယ်ဒီလိုမျိုးကြံတဲ့နေရာတွေမှာလည်း Xiaomi နဲ့ပတ်သက်တဲ့ application တွေဝင်သွင်းလို့ရှိရင်ဒီလိုကြီးညာတွေတက်ပါတယ်အဲ့ဒီကြီးညာတွေကိုဘယ်လိုပေးရမလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်လုပ်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ setting ထည့်သွားလိုက်ပါမယ် setting ထည့်ရောက်လို့ရှိရင်ကျွန်တော်တို့ privacy ထည့်ထည့်သွားပါမယ် privacy ဆိုတာကိုတွေ့ပါမယ် privacy ထည့်ထည့်သွားပါမယ် vibrancy တဲ့ရောက်လို့ရှိရင်ဒီနေရာမှာအောက်အောက်ဆွဲချက်ကြည့်ပါမယ်အဲ့ဒီမှာ ADS ဆိုတာလည်းတွေ့ပါမယ် at လေးကိုနှိပ်ပြီးလို့ရှိရင်ဒီနေရာမှာ၃ခုပေါ်လာပါမယ် at policy ရယ် reset advertising id ရယ် delete advertising id ဆိုတာအဲ့ဒီနာနှစ်ခုစလုံးတစ်ခုဖွင့်လိုက်ပါမယ်ဖွင့်ပြီးတော့ reset လုပ်ပါမယ်ဒီနေရာမှာကျွန်တော် config လေးကိုနှိပ်ပါမယ်ပြီးလို့ရှိရင် delete advertising id ဆိုတာလေးကိုနှိပ်ပြီးလို့ရှိရင်လည်း delay လုပ်ပါမယ်ပြီးရင်ပြန်ထွက်ပါမယ်ဒါကြတော့နံပါတ်1 setting ပါနံပါတ်2 setting ကြတော့ setting ထက်သွားပါမယ်သွားပြီးလို့ရှိရင် apps app ဆိုတာလေးကိုသွားရှာပါမယ်ဒီ app ဆိုတာလေးကိုတွေးလို့ရှိရင် app ထဲဝင်လိုက်ပါမယ်ဝင်ပြီးလို့ရှိရင်ည ညာဘက်အပေါ်တောင်းမှရှိတဲ့အစဲလေး30ကိုနှိပ်ပါမယ်။ပြီးလို့ရှိရင်အာသာဆက်တင်ဆိုတာလေးကိုနှိပ်ပါမယ်။အာသာဆက်တင်ထဲရောက်လို့ရှိရင်ဒီနေရာမှာ recommendation ဆိုတာဟာလေးတွေ့ပါမယ်။အမအပြန်ရောင်းလေးဖြစ်နေလို့ရှိရင်ဒီနေရာလေးကိုပြေးလိုက်ပါမယ်။ပြီးလို့ရှိရင်ပြန်ထွက်ပါမယ်။ဒါကြတော့ setting 2ဖြစ်ပါပြီ။ လက်သက်ဆန်တရကြတော့ကျွန်တော်တို့ဖုန်းမှာဖွင့်လိုက်လို့ရှိရင်အခုဆိုပါစို့ themes လို့မျိုးကျွန်တော်တို့ဖုန်းမှာ file manager လို့မျိုး music လို့မျိုး application ထဲဝင်လို့ရှိရင်ကြီးညာတွေကိုဝင်နေတဲ့ application ထဲမှာသွားပိတ်တာပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော် file manager ထဲကိုဝင်ပြီးတော့ပိတ်ပြပါမယ် file manager ကိုဖွင့်လိုက်ပါမယ် file manager ဖွင့်ပြီးလို့ရှိရင်ညာဘက်တောက်မှာရှိတဲ့ SL 30ကိုနှိပ်ပါမယ် ဒီနေရာမှာ setting ဆိုတာလေးတွေ့ပါမယ် setting တက်ရောက်လို့ရှိရင်ဒီမှာ withdraw of consent ဆိုတာလေးကိုတွေ့ပါမယ်အဲ့ဒီနေရာမှာအပြန်အလှန်လေးပေါ်နေလို့ရှိရင်ပေးပေးလိုက်ပါမယ်အဲ့ဒီနေရာမှာ okay လို့နှိပ်ပါမယ်ဒါကြတော့ file manager မှာပေါ်နေတဲ့ကြီးညာကိုပိတ်တဲ့နည်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ themes ပေါ်မှာပေါ်တဲ့ဂျင်ညာကိုပိတ်တာဖြစ်ပါမယ် themes တဲ့ဝင်လိုက်ပါမယ် themes တဲ့ရောက်သွားလို့ရှိရင်ကျွန်တော်လေးတော်တော်စောက်ရပါတယ်ပြီးလို့ရှိရင် themes တဲ့ရောက်လို့ရှိရင် my account ဆိုတာလေးကိုကျွန်တော်တို့ဒီအောက်ဖက်မှာတောက်မှာရှိတဲ့ my account လေးကိုနှိမ့်ပါမယ် မအခောင်းနှိပ်ပြီးလို့ရှိရင်ဒီအပေါ်မှာညာဘက်တောက်မှာရှိတဲ့ဆက်သွားပုံလေးကို setting လေးကိုနှိပ်ပါမယ် setting လေးနှိပ်ပြီးလို့ရှိရင်ဒီနေရာမှာ show ad ဆိုတာပေါ်နေတာတွေ့ပါမယ်အောက်မှာ personalize recommendation ဆိုတာလေးကိုလည်းတွေ့ပါမယ်အဲ့ဒီနှစ်ခုစလုံးပွင့်နေလို့ရှိရင်ပိတ်ပေးလိုက်ပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်ပိတ်လိုက်တာ themes ကိုပိတ်ပြီးပြီကျွန်တော် file manager ကိုပိတ်ပြီးပြီကြီးညာဝင်နေတဲ့ app တွေကိုကျွန်တော်သွားပိတ်တာဖြစ်ပါတယ်နောက်ထ application တွေကို Redmi ဖုန်းမှာရှိတဲ့ application တွေကိုဖွင့်လိုက်လို့တက်လာမယ် application တစ်ခုကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်တက်လာတဲ့ application ပေါ်မှာကြီးညာတွေတက်လို့ရှိရင် application တစ်ခုချင်းစီမှာသွားပြီးတော့အဲကျွန်တော်တို့ကြီးညာနဲ့ပတ်သက်တဲ့ ads နဲ့ပတ်သက်တဲ့ ads ဆိုတဲ့ဟို setting တွေကိုသွားပိတ်ပေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှိရင် withdraw or consent ဆိုတာကိုသွားပိတ်ပေးရမှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီအခုကျွန်တော် Redmi 40C ဖုန်းနဲ့ နမူနာလုတ်ပြပေးလိုက်တာဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းကျွန်တော်ဒီလိုမျိုးဗီဒီယိုတွေကိုဆက်လက်လုတ်ပေးနေမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel ကိုလည်း subscribe မလုပ်သေးရတဲ့သူတွေလည်း subscribe လေးလုတ်ပေးခဲ့ကြပါခင်ဗျာ။